အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့တက္ကသိုလ်မှာဆရာတွေစာသင်တဲ့အပြင်တခြားဘာအလုပ်တွေလုပ်ကြလဲဆိုတဲ့အကြောင်းအရာလေးကိုချဲလုပ်သွားချင်ပါတယ်ဒီ idea ကိုဘယ်ဟရလဲဆိုတော့အာတိတ်မကြခင်ကတငယ်ချင်းနေနဲ့ဆုံဖြစ်ကြတော့တငယ်ချင်းတယောက်ကမေးတယ်အဲတပတ်မှာပေါ့နော်ဒီနေ့မှာစာပဲနှစ်နာရီသင်ရလဲတဲ့သူကမေးတော့ အဲတလင်းလာနေဆိုလို့ရှိရင်တော့၄နာရီအချိန်ရှိတယ်။အင်္ဂါနေ့ဆိုရင်၂နာရီပေါ့။ဒါပေမဲ့တပတ်လုံးဆိုလို့ရှိရင်တော့၁၀နာရီစတင်ရတယ်လို့ပြောလိုက်တယ်။အဲ့တော့အဲ့တငယ်ချင်းကဘာပြောလဲဆိုတော့ဟာတပတ်လုံးမှ၁၀နာရီစတင်ရတယ်ဆိုတော့အဲတိတ်မများဘူးပေါ့နော်။အေးစစေးလေးပဲ။ကျန်တဲ့အချိန်နေဆိုရင်နားလို့ရတာပေါ့လို့သူကပြောတယ်။စတင်တာအပြင်ဘာကြီးလောက်ရလဲဆိုတာလေးကို share သွားခြင်းပါတယ်။အဲ့တော့အဲ university မှာဆရာတယောက်ဒီ လောက်ရတဲ့ responsibility ကအပိုင်း၄ပိုင်းနဲ့ခွဲပြီးတော့ပြောချင်ပါတယ်။ပထမပိုင်းကတော့အားလုံးသိတဲ့အတိုင်း teaching ပေါ့နော်။ဆရာဆုံးစတင်ရတယ်။ um lecturer တယောက်ဒီတပတ်မှာဆိုလို့ရှိရင်အာ10နာရီကနေ12နာရီအတွင်းပေါ့။အာစတင်ချင်းရှိရယ်။အဲနောက်တစ်ခါ associate professor တို့ professor တို့ level ဆိုလို့ရှင်တာအချိန်နည်းနည်းနည်းသွားတယ်သူက research အပိုင်းကိုပို့ပြီးတော့ focus လုပ်ရလို့ပေါ့ semester တခုမစတင်မှာကိုဘာတွေသင်ရမလဲဆိုရယ် subject list ကရောက်လာတယ်။ရောက်လာလို့ရှိရင်အဲ့ subject list အရာပေါ့နော်ကိုက teaching plan လုပ်ရတယ်။ teaching plan ဆိုတာဘယ် week မှာဘာ topics တွေကိုသင်ပြီးတော့ဘယ် week မှာတော့ဘာလို assessment တွေလုပ်မယ်ဆိုရယ် teaching plan ဆွဲပြီးတော့အကြောင်းရဌာနကိုတင်ပေးရတယ်။ ပြီးွားလို့ရှိရင်ဒီ cost တစ်ခုမှာဆိုလို့ရှိရင်ပြီးတော့ cost outline ရှိရဲ့အဲ့ outlines အပေါ်မှာမူတည်ပြီးတော့ကိုကဒီ lecture notes တွေပြင်ဆင်ရတယ်ပေါ့ reference book ရှိမယ် textbook တွေရှိမယ်အဲ့ရနေပြီးတော့အရေးကြီးတဲ့အချက်လက်တွေ lecture မှာဘာတွေပြောမယ်နောက်တစ်ခါဒီ tutorial question တွေကိုဘယ်လိုပြင်ဆင်မယ် lab lab sheet တွေပေါ့နော် ဒီ lab ထဲမှာနှစ်နာရီအတွင်းမှာ lab ကိုကျောင်းသားတွေဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေကိုကိုကပြန်ပြီးတော့ဒီတေချာလေး revise လုပ်တယ်။ဒါမနစ်ကသင်ထားရယ်ဆိုရင်ဒါ revise လုပ်တယ်ပေါ့။တကယ်လို့ဒီနှစ်မှစတင်မယ်ဆိုရင်ကိုကစပြီးတော့အစအစအနေစပြီးတော့ပြင်ဆင်ရတာပေါ့။အဲ့တော့ဒီကိုကဒီ subject ကိုဒီ semester မှာမှသင်မယ်ဆိုလို့ရှိရင်နှစ်နာရီစာ lecture အတွက်ကိုကိုကအချိန်က9နာရီကနေ10နာရီထိလောက်တော့ပြင်ဆင်ရတယ်။ ဒါမှမဟုတ်ဘူးမနှစ်ကတင်ထားတဲ့ subject ကိုပြန်တင်မယ်ဆိုလို့ရှိရင်ဒီ lecture နဲ့မှာအလိုအပ်တဲ့ဟာတွေ update လုပ်တယ်ကိုကိုကိုလည်း revise ပြန်လုပ်တယ်လိုအပ်တာတွေထပ်ထည့်ထပ်ဖြည့်ပေါ့နော်အဲ့လိုမျိုး editing အပိုင်းတွေရှိရပေါ့တိစင်အပိုင်းမှာဆိုလို့ရှိရင် semester တစ်ခုမှာ14 weeks ကြီးတယ် semester စပြီဆိုလို့ရှိရင် week 4လောက်မှာဆိုလို့ရှိရင် तू อ่ะဒီ exam question တွေကို submit လုပ်ရတယ် exam question တွေက subject တစ်ခုဆိုရင် exam question နှစ်ခုထုတ်ရတယ်။တစ်ခုက main exam question ရဲ့နောက်တစ်ခုက recent exam question ရဲ့။အဲ့ question နှစ်နှစ်ဆုံးပေါ့ subject တစ်ခုအတွက်နှစ်ဆုံးပေါ့။ဥပမာ lecture တယောက်ဒီနှစ်ဘာသာသင်နေဆိုရင် question ၄ဆုံးထုတ်ပြီးတော့ဒီသူနဲ့သက်ဆိုင်တဲ့ internet moderator လုပ်တဲ့တခြား lecturer တွေစီကိုဒီ subject ဒီမေးခွန်းတွေကိုပို့ပေးရတယ်။အဲ့တော့မှဆရာတွေကအဲ့ခုန internet moderator တွေကဘာလုပ်လဲဆိုလို့ရှိရင်ဒီ question ဒီဒီ learning outcomes တွေနဲ့မှီမမီနောက်တစ်ခါ level of difficulty ။အဲထဲမှာပါတဲ့ content တွေမှန်မှန်မှန်နောက်တစ်ခါ format တွေမှန်မှန်မှန်အကုန်လုံးကို check လုပ်ပြီးတော့အမားနေရဆိုလို့ရှိရင်လည်းသူရဲ့အဲ့ဒီ fonts တဲမှာဒီ comments တွေပေးရပေါ့ဘာတွေဖြစ်ပြင်မယ်ပေါ့ဘာတွေတော့ထပ်ထည့်ရမယ်ဆိုတဲ့ဟာတွေရောက်လာလို့ရှိရင်အဲ့ဒါ week 5ဆိုရင်ဒါရောက်လာပြီရောက်လာလို့ရှိရင်အဲ့ဒီဟာတွေပြန်ပြင်ပေါ့အဲ့လိုပဲကိုကလည်းတခြား subject ရဲ့ internal moderator ဖြစ်တယ်အဲ့တော့ week 4ဆိုလို့ရှိရင်ကိုကလည်းကိုရဲ့ subject ရဲ့ final exam question တွေကိုဆရာတွေစီကိုပို့တယ်လို့အဲ့ဆရာရဲ့ညလည်းစီကလည်းကိုစီကိုရောက်လာတဲ့ subject ီနှစ်ခုသုံးခုရှိတယ်ပေါ့ဆီမေကောက၄ဆောင်သုံးဖို့၆ဆောင်ရောက်လာတယ်အဲ့ဒါကိုကိုက8 week မှာအာဖတ်ပြီးတော့ဒီ comments တွေပေးတယ်ပေါ့အဲ့ဒါဒီဆရာကြီးတို့ဟိုစတင်နေတဲ့အဲခလာရဲ့ဒီဒါအလုတ်အပိုဖြစ်နေတဲ့ကာလပေါ့အဲ့တော့ဆရာကြီးဒီအလျက်အလုတ်အများဆုံးအချိန်ဒီ week 4 and week 5အဲ့တော့ပြီးတော့ခုန internet moderator ဆီကနေ wifi ပြန်ရောက်လာတယ်ဆိုလို့ရှိရင်မှားတာတွေပြင်ထက်ထက်လိုအပ်တာတွေလုပ်ပြီးလို့ရှိရင်သူဆီကနေနောက်ဆုံး approval ရောက်သွားလို့ရှိရင်ဒါအကြောင်းရဌာနကိုတင်လိုက်တယ်ပေါ့ ပါလို့ရှိရင်ဒုတိယ step ကအကျောင်းရဲ့ဌာနကနေပြီးတော့မလုပ်ပေးလဲဆိုရင်တခြား university တွေရဲ့ subject expert တွေစီကိုပို့ပေးရဲအဲ့ဒါကို external moderation လို့ခေါ်တယ်အဲ့တော့သူတို့တွေဒီအိမ်မှာအထပ်ပြီးတော့ထပ်စစ်တယ်ပေါ့စစ်ပြီးတော့သူတို့စီကနေ comments တွေရလာတယ်ဆိုရင်ပြင်ဆင်ရရှိရင်ပြင်ပေါ့အဲ့ဒါပြီးသွားလို့ရှိရင်ကျောင်းကကြတော့နောက်ထပ်ဒီ dual degree ပုံစံပေးတာဆိုတော့အဲ့ကျောင်းကပေးတဲ့ဘွဲ့ရဲ့ဒီ UK ကနေပြီးတော့ကျောင်းကနေပြီးတော့ပေးတဲ့ဘွဲ့လည်းရှိတယ်သူကအဲ့ UK ကကျောင်းရဲ့ ဒီ portal ထဲမှာဒီ question တွေကို update လုပ်ရတယ်။အဲ့မှာရှိတဲ့ professor ကနေပြီးတော့ထပ်ပြီးတော့စစ်တယ်။အဲ့ရနေပြီးတော့မှ comments တွေထပ်လာတာရှိရဆိုလို့ရှိရင်ပြင်ရတယ်။အဲ့တော့မှဒီမေးခွန်းထုတ်တဲ့ process ကပြီးသွားတယ်ပေါ့။အော်မေးခွန်းထုတ်တဲ့ process ဒီ week 4 week 5 week 6ပေါ့3 weeks လောက်ကြာတယ်။ပြီးသွားလို့ရှိရင်အာ7 weeks ပြီးသွားလို့ရှိရင်ဒါ semester က ါရဲ့တဝက်ပြီးသွားပြီပေါ့ပြီးလို့ရှိရင်တပတ်ပိတ်တယ်အဲ့ဒါ mid semester break ပေါ့အဲ့ပြီးသွားလို့ရှိရင်တောင်းသားတွေပြန်လာလို့ရှိရင် middle assessment တွေစစစ်ပြီပေါ့ test 1တို့အာနောက်တစ်ခါဒီ lab test တို့အဲ့လိုမျိုးလေးနောက် quizzes တို့အဲ့ဒါမျိုးလေးစပြီးတော့ရှိလာပြီပေါ့နော် အာဒါ middle term မှာစစ်တဲ့ဟာလေးပေါ့ assessment လေးလုပ်တယ်ပြီးရင် feedback တွေပေးတယ်သူတို့ဘာတွေလိုအပ်လဲဘာတွေစူးစမ်းလို့လိုအပ်လဲဆိုတဲ့အပိုင်းတွေကိုဆရာကြီးက feedback ပေးပြီးတော့သူတို့ ပြင်ဆင်ထားလို့ရအောင်ပေါ့နော် final အတွက်ပြင်ဆင်လို့ရအောင်စပြီးတော့လုပ်ကြတယ်ပေါ့အဲ့ဒီ miss semester break ပြန်လာပြီးရင်ဆရာကြီးအရန်အလုပ်များတယ်ဘာလို့လဲဆိုတော့ assessment တွေစလုပ်ပါပြီပြီးွားလို့ရှိရင်ဒီသူတို့ project တွေပေါ့နော် project တွေစလုပ်မယ်ဆိုလို့ရှိရင်ကျောင်းသားတွေနဲ့ကိုက consultation တွေရှိရတယ် subject တစ်ခုကို consultation hour 2 hour ထားပေးရပေါ့အဲ့ပေးထားတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့တွေဒီ subject နဲ့ပတ်သက်တဲ့ assignment တွေ နားမလဲတာကြီးရှိရဆိုရင်ဆရာတွေစီကိုရလာပြီးတော့ group တော့မဟုတ်အဝန်အဝန်ပေါ့နော်လာပြီးတော့ consultation လုပ်ကြတယ်အဲ့လိုမျိုး student support လုပ်ပေးရခြင်းတွေရှိရနောက်တစ်ခါအခုအကြောင်းကဒီ program အစ်စ်တွေထပ်ထပ်ပြီးတော့ offer လုပ်နေတဲ့အတွက်အလက်ရှိမှာ program development leader အနေနဲ့လုပ်နေတဲ့အတွက် teacher qualification agency ရဲ့ဒီ standards အရာပေါ့နော်အဲ့ဒီကနေပြီးတော့တခါတွေကို curriculum design တွေလို့ဆွဲရတယ်ပေါ့ MPA ရလူတွေနဲ့ဆက်သွယ်ပြီးတော့ဒီ program ကို ဟို launch လုပ်လို့ရအောင်ပေါ့နော်ဒီအလုပ်တွေလုပ်ရတယ်အဲ့ဒါကကြတော့ဒါ leadership role ပေါ့နော် final year project တွေကို supervision လုပ်ရတယ်အဲ့ဒါ weekly ပေါ့ចောင်းသားတစ်ယောက်ဆိုရင်ဒါ나이ဝက်လောက်အနည်းဆုံးတွေ့ရတယ်ဆိုရင်ចောင်းသား10ယောက်ရှိရဲဆိုရင်음6-9နာရီလောက်ရှိတာပေါ့အာ final year project supervision ပေါ့ခု internship သွားနေတဲ့ចောင်းသားတွေရှိတယ်ဆိုရင်သူတို့ရဲ့ internship report တွေဖတ်ရတယ်နောက်တစ်ခါအဲ့ company ကိုကိုကသွားပြီးတော့ကိုက internet အာ supervisor ဆိုလို့ရှိရင်သူအဲ့ company ကိုသွားပြီးတော့ အဲဒီចောင်းသားရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကို full back ကကုမ္ပဏီက supervisor နဲ့တွားတွေ့အဲចောင်းသားရဲ့စကားတွေနားထောင်ပေါ့ပြီးတော့ခါကြတော့အကြံပေးပါတယ်ထလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုတွားပြီးတော့အကဲဖြတ်ရတယ်တခါအာနောက်ဆုံးနေ့ចောင်းသားတွေအတွက်ပေါ့ဒီ elect course တွေဘယ်လို propose လုပ်မလဲပေါ့နောက်တခါအခုနောက်ပိုင်းဆိုလို့ရှိရင် university တွေကစာကိုဒီတိုင်း textbook ကနေပြီးတော့ course တွေသင်တာထက်ပေါ့နော်အာ lecture ပေးမယ် lab တို့ tutorial တို့ရှိတဲ့အပြင်ဒီအာစက်ရုံတွေပေါ့ history နဲ့ အဲအကြောင်းနဲ့ဆက်ဆက်ပြီးတော့ certification တွေပေးဖို့စူးစမ်းတာပေါ့ဆိုပါစို့ communication system subject ဆိုလို့ရှိရင် Huawei Academy ကနေ offer လုပ်တဲ့ courses တွေရှိတယ်အဲ့ဒီ courses တွေကိုကျောင်းသားတွေကတခါရဲ learning လုပ်ပြီးတော့ဒီ certification တခါရဲ professional certification တွေရအောင်လုပ်ပေးတဲ့အစီအစဉ်တွေထပ်ပြီးတော့တိုးလာတယ်ပေါ့နော်အရင်တုန်းကလို့ဟို lecture ပဲသွားလိုက်ရုံ lab ပဲသွားလိုက်ရုံပဲမဟုတ်ဘဲနဲ့ကျောင်းသားတွေဒီ course တစ်ခုပြီးသွားတဲ့အချိန်မှာ theory knowledge က lab တို့မှ tutorial အဲ့ knowledge တွေရောအပြင် ဒီ industry ရဲ့မှာဘာ industry မှာဘာတွေလုပ်နေကြရဲဆိုတဲ့ knowledge ပါတခါရဲရအောင် certification တွေအတွက်ပါတခါရဲပြင်ဆင်ထားတာမျိုးတွေလောက်လာကြရဲပေါ့เนาะနောက်တစ်ခါအဲ့ cost တွေမှာပဲဘာတွေ arrange လုပ်လဲဆိုလို့ရှိရင်အဲ့ industry ကလူတွေကို invite လုပ်ပြီးတော့ဒီမှာ speech ပြောခိုင်းတယ်ပေါ့เนาะ knowledge sharing တွေလုပ်ခိုင်းတယ်နောက်တစ်ခါ fee trip တွေသွားကြရဲပေါ့เนาะအဲ့ဒါ teaching နဲ့ပတ်သက်တဲ့အပိုင်းပေါ့တစ်ခုကတော့ research ပေါ့ research ကကြတော့ um research လုပ်ဖို့အတွက်ကတော့ငွေလိုတယ်လေအဲ့ ောက်ထပ်တစ်ခုကတော့ research ပေါ့ research လုပ်ဖို့အတွက် budget လိုတယ် budget ရအောင်အတွက် grant နေချောက်ရတယ် grant ကတစ်နှစ်မှာဆိုလို့ရှိရင်ဒီအစိုးရကအာ offer လုပ်တဲ့ grant တွေရှိတယ် FRGS တို့ PRGS တို့ပေါ့နော်အာဒါကအစိုးရမလေးရှားအစိုးရကနေပြီးတော့ပေးတဲ့ grant တွေရှိအဲ့ဒါနှစ်စဉ်နှစ်တိုင်းချောက်ရတယ် ဒါကြောင်းကနေပြီးတော့ပေးရ grant နေရှိရဆရာတွေကို research လုပ်ဖို့အတွက် grant နေရှိရပေါ့နော်အဲ့ grant နေချောက်ရတယ်အဲ့တော့ grant ချောက်ဖို့အတွက်ဆိုရင် proposal တွေရတယ်ဒီ grant ချောက်တဲ့ process တွေရှိရပေါ့နော်တခါလေးကြလို့ရှိရင်အတော့အဲ့ grant ချောက်လို့ရှိရင်ကိုတယောက်တည်းချောက်လို့မရဘူးတက်ကတူကနေပြီးတော့ expert တွေနဲ့တွားပြီးတော့ collaborate လုပ်ရတယ်တခါလေးကြရင်ဒီဒီ experiment လုပ်ရှင်တယ်ဒီပစ္စည်းမရှိဘူး um ဒီပစ္စည်းနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ expert ရှိရဆိုလို့ရှင်ကိုက team group ဖွဲ့လိုက်တာပေါ့ group ဖွဲ့ပြီးတော့မှ recess grant တွေ၆ကြာတယ်အစိုးရအနေပေးတဲ့အစိုးရအနေပေးတဲ့ grant မရအောင်ဆိုရင်ကျောင်းကပေးတဲ့ grant ရှိတယ် internet grant ရှိတယ်အဲ့တော့ grant ရှိတယ်ဆိုရင်ကိုက timeline နဲ့အလုပ်လုပ်ရတော့မယ် project ကိုလုံးမဲ့ကျောင်းသားရှိရင်ရှိမရှိဘူးဆိုလို့ရှိရင်ဆရာတွေကိုယ်တိုင်ဝင်လုပ်ရတာလည်းရှိတယ်ဘို့အတွက် lab ကကျောင်းမှာမရှိဘူးဆိုရင်တခြားတက္ကသိုလ်တွေကိုသွားပြီးတော့ research တွေလုပ်ကြရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းအချိန်နေပေးရတယ်ဆရာတယောက်ဒီနှစ်တစ်နှစ်မှာ conference ပဲနဲ့ဆောင်ထွက်ရမယ် journal article ပဲနှစ်ဆောင်ထွက်ရမယ်ဆိုတော့ KPI လည်းရှိရပေါ့เนาะအကြောင်းပိတ်လို့ရှိရင်တခြားတက္ကသိုလ်မှာ research fellow လို့သွားလုပ်လို့ရတယ်နောက်ထပ်တစ်ခုကတော့ university services အကြောင်းမှာ open day တွေရှိတယ်အခါအကြောင်းရဲ့ဒီ faculty meeting တွေ department meeting တွေအဲ့ meeting တွေ program meeting တွေဒီ meeting တွေကိုတက်ပြီးတော့ဒီ meeting မှာလိုအပ်တဲ့အကြံဉာဏ်တွေပေးတာအကြောင်းရဲ့ services တွေနဲ့ဆိုင်တာပေါ့ဥပမာတက်ဒီတက်ကတူမှာ conference ကဒီမှာလုပ်မယ်ဆိုလို့ရှိရင်အာကိုရီးယား organizing committee ဖြစ်သွားရဲဆိုလို့ရှိရင်ကိုကြရတာဝန်ပေါ့ဥပမာကိုက secretary ဖြစ်တယ်ပေါ့ကိုက secretary တာဝန်ကြရဲဆိုလို့ရှိရင်အဲ့ secretary နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုကြောက်မှလုပ်ပေးရတယ်တနည်းမှာဆိုရင် conference ကနှစ်ခုလောက်အနည်းဆုံးဝင်ပါပြီးတော့လုပ်ပေးရတယ်ပေါ့နော် သူကလူတွေလာလဲကြမယ်ဆိုလို့ရှင်ကိုကအကုန်မိုဒိတ်လုပ်ပေးရတယ်။နောက်တစ်ခါသူတို့လာလို့ရှင်အဆင်ပြေဖို့နောက်တစ်ခါဒီเจ้าမှာကိုမကိုเจ้าမှာဘာတွေရှိနေလဲဆိုတော့တိုးလုပ်ပေးရတာပေါ့နော်။ကိုเจ้าကိုမဘာ lab တွေရှိတယ်ဘာ equipment တွေရှိတယ်ဘယ်လိုမျိုး collaboration တွေလုပ်လို့ရတယ်ဒါမျိုးတွေလုပ်ရတာပေါ့။နောက်ဆုံးတစ်ခုကတော့ personal development သူကကြတော့ဒီ personal development အတွက်က training နေတက်ရတယ် lecturer အများစုဒီသူကဒီ subject expert တွေပေါ့နော်ဒီ field တစ်ခုမှာ ဟို expert ဖြစ်လို့ PhD ရထားပြီးတော့တက္ကသိုလ်မှာဆရာလာလုပ်နေကြတဲ့လူတွေဒါပေမဲ့ဟို teaching နဲ့ပတ်သက်ပြီးတော့အရင်ကြီးမသိထားတဲ့အတွက် expert ဖြစ်အောင်ဆိုပြီးတော့ training နေအများကြီးစီစဉ်ပေးထားတယ် ကျောင်းပိတ်ရက်တွေမှာ training တွေတက်ရတယ်ဒီ rubric တွေဘယ်လို develop လုပ်ရမလဲ assessment တွေကိုဘယ်လိုမျိုး feedback ပြန်ပြီး teacher မတ်တက်နဲ့ပတ်သက်တာတွေဒါမျိုးတွေကိုဆိုလို့ရှိရင်ဒါအများန်း training တွေပေးတယ်ပေါ့နော်နောက်တစ်ခါဒီအကြောင်းက system တွေနဲ့ဘယ်လိုမျိုးကိုယ်က familiar ဖြစ်ပြီးတော့ဒီ system တွေကိုဘယ်လိုအသုံးချရမလဲဆိုတော့ training တွေအဲ့လိုဆိုတော့အဲ့ဒါ physical training တွေအများကြီးရှိတယ်အဲ့ training တွေကိုတက်ရတယ်ပေါ့နော်အကြောင်းသားတယောက်ကို supervision ဘယ်လိုလုပ်မလဲဆိုတော့ training တွေကအစားရှိတယ်ပေါ့နော် ပြီးတော့တခါ linkin land နေမှာဆိုလို့ရှိရင်ဒီ courses တွေယူပြီးတော့ certification တွေရအောင်လုပ်ရတယ် conference တွေတက်ရတယ်ပေါ့ဒီ professional body stay နဲ့ဆက်သွယ်ပြီးတော့ certification တွေ renew ပြောင်းလုပ်ရတယ်ဒီအပိုင်းတွေကကြတော့ဒါ professional development ပေါ့အဲ့တော့ပြောချင်တာ lecturer အလုပ်ဒီအတတိတတိလေးတွေအများကြီးကိုစုစည်းထားတဲ့အလုပ်တစ်ခုပေါ့ကိုကဘယ်လိုမျိုး perfect ဖြစ်ရှင်လဲဖြစ်ရှင်ဖြစ်ရှင်တလောက်ကိုအချိန်အာဘယ်တော့မှ လောက်တယ်လို့မရှိဘူးပေါ့နော်ဆိုပါဆိုကိုကြားလို့ရှိရင်ဒီ lecture slide တွေကိုအကောင်းဆုံးပြင်ကျင်တယ်ကျောင်းသားတွေကိုဒီအပြင်တခြား video တွေလည်းပေးချင်တယ်အဲ့လိုမျိုးပေါ့နော် sources တွေအများကြီးလိုက်ရှာတယ်ဒါခါအဲ့လိုမျိုးလူမျိုးပေါ့ဒီ teaching ကိုအရန်ကိုစိတ်ဝင်စားတဲ့လူဆိုလို့ရှိရင်တခါမှအရှင်ကလောက်တယ်လို့မရှိဘူးပေါ့နော်မှနှစ်အလုံးစဝင်တဲ့အချိန်တော့ဆိုလို့ရှိရင်မနေ့7နာရီလာပြီးည9နာရီလောက်မှပြန်လာအဲ့လိုမျိုးပြီးရင်အဲ့နေရာကနေထိုင်ရမထအောင်ပေါ့နော် အလုတ်ကိုလုံးဝအဲ့ဒီဟာဝယ်စိတ်ကိုနှစ်ထားပြီးတော့အဲ့လိုမျိုးလုပ်တာပေါ့အခါလေးကြရင်ထမင်းစားကိုမေ့တယ်ခါလေးကကိုကိုနေမကောင်းဖြစ်ခံပြီးတော့ဒီလုတ်ကိုယူတက်တဲ့အထီကိုချစ်တာပေါ့နော်အဲ့ခါကျတော့ဖြစ်ရေရှည်ရက်တီဖို့ဆိုလို့ရှိရင်လေဒီအာ extrovert ဖြစ်ဖို့လည်းလိုသေးတယ်ပေါ့နော်တခါတလေကြရင်အာတောင်းသားရအများကြီးနဲ့တွေ့ရတယ်တယောက်ချင်းစီနဲ့စကားတွေပြောရတယ်အခုတခါအခု lab တွေ set up လုပ်နေပါတော့ wireless lab ဆက်တက်လုံနေတော့ကုမ္ပဏီကလူတွေရောက်လာတယ်တခြားတက်ကတော့ဆရာကြီးနဲ့စကားပြောရတယ်အမြဲတမ်း communication တွေရှိနေတယ်ပေါ့နော်အမြဲတမ်းလူတွေနဲ့စကားပြောဖို့အတွက် ready ဖြစ်နေရတဲ့အလုံးမျိုးပေါ့နော် lecturer ဆိုတာအဲ့တော့ကိုက introvert ဖြစ်တယ်ဆိုလို့ရှင်တော့လေဒီ teaching အလုပ်က အရင်မကိုက်ညီဘူးပေါ့နော်တီရှင်းအလုံးနဲ့ကိုက်ညီတဲ့လူတွေကဒီ extrovert ဖြစ်တဲ့လူတွေတို့အတွက်ပိုပြီးတော့ကိုက်ညီရဲပေါ့နော်ကိုဆိုလို့ရှိရင်ចောင်းသားတွေနဲ့စကားပြောပြီးလို့ရှိရင်က energy ရတဲ့လူမျိုးတွေမှာပါတယ်သူတို့အာ guide တေချာလုပ်ပြီးသွားတယ်ဆိုလို့ရှိရင်သူတို့နဲ့စကားပြောလိုက်ပြီးသွားရင်ကိုကအရင်ဟို energy ရတဲ့လူတွေမှာပြက်တကယ်ကို passion ဖြစ်ပြီးတော့အရင်ချစ်တဲ့အလုပ်ဖြစ်တယ်ပေါ့နော်ပြီးတော့စတင်ရတာကိုလည်းတကယ်ချစ်တယ် အဲဒါပေမဲ့ဒီပြိုင်နေတဲ့မှာပဲစတင်ရတာလေးဒီအပိုင်းတစ်ခုလောက်ပဲဖြစ်ပြီးတော့တို့ဒီအများကြီးအများကြီးရှိပါတယ်ပြီးတော့ဟိုဖြန့်ရင်ဖြန့်တယ်လို့အများကြီးလုပ်လို့ရတဲ့နေရာပေါ့နော်ပါတယ် PhD လုပ်နေကြတဲ့မောင်လေးညီမလေးတွေ lecturer လုပ်ရှင်တယ်လို့ပြောကြတော့အခုဗီဒီယိုကြည့်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာကိုနည်းနည်း aware ဖြစ်သွားမယ်ဆိုလို့ရှိရင်ကျေနပ်ပါပြီအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါအောင်မယ်ကျေးဇူးများကြီးတင်ပါတယ်တတား